ဒီနေ့ကတော့ဖြိုးကမြမမုတ်တစ်မျိုးဖြစ်တဲ့ကောက်ငင်မုတ်ဖတ်ထုတ်နဲ့တာကူမုတ်ဖတ်ထုတ်လေးကိုကိုရိုင်းလုပ်ပြီးတော့စပြမှာဖြစ်ပါတယ်ဖြိုးရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒါကတော့ကောက်ငင်နဲ့ပေါ့နော်ဟင်းကြောက်ကောက်လိုက်တာ ားလုံးပဲမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒါကတော့တာကူမုတ်ဖတ်ထုံးလုပ်ဖို့အတွက်တာကူ20သားပါပြီးရင်တော့ကောက်ညင်မုတ်ပေါ့နော်အဲကောက်ညင်မုတ်ဖတ်ထုံးလုပ်ဖို့အတွက်ကဖြိုးကကောက်ညင်မုတ်ထဲမှာဘာမှမရောပဲနဲ့ကောက်ညင်မုတ်ကြီးပဲတီးတန့်ကိုရေလေးနဲ့အခုလိုပဲနေပေးပါတယ်နေတဲ့အခါမှာတော့စိတ်ရှိရှိနဲ့ဖြိုးတို့ဖြည်းဖြည်းချင်းနေပေးပေါ့နော်ကောင်းမြင်တာလေးတွေနူနူအီးအီးလေးရဖို့အတွက်ဖြိုးတို့ကကြာကြာနဲ့နေပို့ပြီးတော့ကောင်းနေပဲတည်လား ကဲခုဆိုရင်ဖြိုးနယ်လိုက်တာတော်တော်လေးကျသွားပြီဆိုတော့ဒါနှက်ထားလိုက်တော့မှာပေါ့နော်ကဲနှက်ထားတဲ့အချိန်မှာဖြိုးကအုံယူလေးထိုးပါမယ်ဖြိုးကမုလုတ်ထက်ချက်ကိုပဲတုံးပြီးတော့အုံယူထိုးမှာပေါ့နော်ဒီမုလုတ်ထက်ချက်ကကျတော့တဲတွေခဲတွေမပါဘူးဆိုတော့ဖြိုးစကားနဲ့မစစ်တော့ပဲနဲ့ဖြိုးချစ်ထားတဲ့အုံဒီကိုတခါရဲထည့်လိုက်တာပေါ့နော်တခြားထက်ချက်ခဲတွေဆိုလို့ရှိရင်လေအဲတဲတွေပါတဲ့အတွက်ဖြိုးကပြန်စစ်ပေးတာပေါ့နော်ကဲအုံယူထိုးရင်လည်းအခုလို၆သွားပြီဆိုရင်တော့သူ့ရဲ့အုံယူလေးတွေရသွားပါပြီ။ ဲဒါဆိုလို့ရှင်တော့ဖြိုးစပြီးတော့ဘုံဖက်ထုတ်လုပ်လို့ရပြီပေါ့နော်ဒါခုနကနှစ်ထားတဲ့မုတ်သားလေးတွေကိုကိုလိုချင်တဲ့ပုံစံလေးတွေယူပြီးတော့ဒါအแทမှာအစာတုတ်ပေးမှာပေါ့နော်။အလုံးတဲ့အခါမှာပြို့တော့အထက်အုံသားလေးတွေမပေါ်အောင်လို့တင်ချလုံးပေးနော်။ကဲဒါကတော့တင်ချတန်းဆင်ပြီးတော့နေပူလန်းထားတဲ့ဖက်လေးဒီပေါ်မှာစီတုတ်လိုက်တာပါ။စီကကြတော့လေမကတ်အောင်လို့ပြို့တော့တုတ်ပေးရတာပေါ့နော်။ ကဲပြီးရင်တော့ဘုတ်ဖက်ထုတ်လေးဖြစ်အောင်လို့ထုတ်ပြလိုက်ပါမယ်ဒီကောင်းရင်ဘုတ်ဖက်ထုတ်ကတော့အလုံးကြီးပုံစံမဖြစ်လဲရတယ်တိလားအဲဒါပေမဲ့အဓိကကတော့အဲ့ဒီမှာအုံယူအစာသွတ်တဲ့အခါမှာအစာလေးတွေမပေါ်ဖို့ပဲပေါ့နော်ကဲပြီးရင်ဖြူအားတစ်ခုပြီးတစ်ခုထုတ်လိုက်ပါတော့မယ် အခုဖြိုကောက်ညင်မုံဖတ်ထုတ်ထုတ်နေတဲ့အချိန်မှာတော့ဖြိုကတစ်ဖက်မှာတောက်ကူလေးတွေကိုရေစိန်ပြီးတော့ဆေးထားတာပေါ့နော်အကယ်၍တောက်ကူကိုအစောရေရစိန်ထားမယ်ဆိုလို့ရှိရင်တော့ဖြိုကတောက်ကူတွေတအားပွားပြီးတော့ဆောင်းမကောင်းမှုဖြစ်တတ်တယ်နော်ဒါကြောင့်မို့တောက်ကူကိုကြတော့ထုတ်ခန့်နေ9မိနစ်လောက်အလိုမှာဖြိုကရေလေးနဲ့ဆေးပေးပေါ့နော် သူဆေးတာကိုလေမပြထားလို့ပြုတ်ကျပြီးတော့ပြပြလိုက်တာပေါ့နော်။ကဲအခုတဖြည်းဖြည်းနဲ့ကောက်ငင်မုတ်ဖတ်ထုတ်လေးတွေပြီးပါတော့မယ်။ကဲကောက်ငင်မုတ်ဖတ်ထုတ်ပြီးပြီဆိုတော့ပြို့ဒါတာကူမုတ်ဖတ်ထုတ်လုံးပါပေါ့နော်။တာကူမုတ်ဖတ်ထုတ်ကကြတော့တာကူတစွန်းထဲ့တယ်။ပြီးရင်အလဲမှာအစာသိပ်အတွက်အုံယုံလေးတစွန်းပြီးရင်အပေါ်ကနေပြီးတော့တာကူလေးကိုပြန်ပြီးတော့ဖုံးပေးတာပေါ့နော်။ပြီးရင်ခုနကထုတ်တဲ့ပုံစံအတိုင်းပဲဆက်ပြီးတော့ထုတ်ပြလိုက်ပါတယ်။ ကဲခုဆိုရင်ဖြိုးရဲ့ကောင်းကင်မုတ်ဖက်ထုတ်တွေရောတောက်ကင်မုတ်ဖက်ထုတ်တွေရောရသွားပြီဆိုတော့စပြီးတော့ပေါင်းပြီးလို့ရပြီပေါ့နော်ဒုံးလေးတွေထိုးရတာကကြတော့ဖြိုးတောက်ခုမုတ်ဖက်ထုတ်မှန်သိအောင်လို့ထိုးရတာပေါ့နော်မရောသွားအောင်လို့ဒုံးမပါတဲ့ဟာကောက်ညင်မုတ်ဖက်ထုတ်ဆိုပြီးတော့ဒါပေါင်းလိုက်မှာပေါ့နော်ကဲပေါင်းတာကကြတော့အရန်မြန်နဲ့တိလာနိုင်ဝက်ပဲပေါင်းရတယ်နိုင်ဝက်ပေါင်းပြီးရဲ့အချိန်မှာဖြိုးရဲ့ဒါကောက်ညင်မုတ်ဖက်ထုတ်နဲ့တောက်ခုမုတ်ဖက်ထုတ်လေးတွေရသွားပါပြီ ကဲအခုဆိုလို့ရှိရင်တော့ဖြိုးလုတ်ထားတဲ့ကောက်ငင်မုတ်ဖတ်ထုတ်နဲ့တာကူမုတ်ဖတ်ထုတ်လေးရသွားပြီပေါ့နော်ဆက်စားပါတော့မယ်ကဲအရင်ဆုံးဖြိုးတာကူမုတ်ဖတ်ထုတ်လေးရှင်းကြည့်ပါမယ်အဖြစ်ကတာကူမုတ်ဖတ်ထုတ်လို့သိအောင်လို့လေထုတ်လေးထိုးထားတာပေါ့နော်ကဲဟောဟေးမိုက်လေးကဲရှေ့ပဲစားကြပါဦးရှင်ထញ្ញက်နဲ့လောက်တော့လေတာကူလေးတွေပါထញ្ញက်အောင်ပြောင်းသွားတယ်တိတာတို့စားကြည့်လိုက် တာဟုလေးပါအဖြူရောမဟုတ်တော့ဖြိုးရဲ့အုံသေးရလေနည်းနည်းနှုတ်သွားတော့လေရိုထိုးကနက်ကွကြွကြွလေးဖြစ်တယ်တီလာဟိုလိုမျိုးစစ်စစ်မဖြစ်ဘူးပေါ့နော်嗯，太高了。 ာကောက်ညင်ဝါကောက်ညင်ရမ်းဖတ်ဖတ်မကန်နေကွာဖတ်မကန်နေအန်ဒီပါကဲဆက်စားပါတော့မယ်စားကြပါဦးရှင်ဒါတော့ကောက်ညင်နေပေါ့နော်ဟင်းညောကောက်လိုက်တာကောက်ညင်နေရပူကြိုက်တယ်ဖြစ်ပါလေ ကောင်းလားကောင်းမြင်တယ်မှာပြောဆံမရောလာတော့လေကောင်းမြင်သားရဲ့ပဲဆိုအေးဘောပိုစားကောင်းမြင်သေးတယ်တချို့ရောင်းနေလို့ဆိုဆံမုတ်နည်းနည်းထဲသူကကြမမလေးပြန်လို့လေပြောကြကွက်ကိုလှုပ်စားလာဆိုတော့ဒါဆံမုတ်မထဲတော့ကောင်းမြင်တည်တန်းလောက်တာပေါ့နော် ။တရားကောင်းလဲ။ကဲကူတော့ပြောဒီနောက်ပဲစပြပါတော့မယ်။ပြီးမှပဲအေးဆေးဆက်ပြီးစားတော့မှာပေါ့နော်။မကြခင်လဲတကြံရောက်တော့မယ်ပေါ့နော်။တကူးကာလာမှာပြလို့မြန်မာမုတ်တွေလှုပ်စားတဲ့အခါကြလို့ရှင်ဒီမုတ်ဖတ်ထုတ်လေးတွေလှုပ်စားပြအောင်လို့ပြောရတာလုံနီလေးဝင်းမြပြလိုက်တာပေါ့နော်။ဖျော်ဖူလီစင်းမှာမုတ်လို့တာဝါသနာပါတယ်ဆိုလို့ရှင်ဒါ live ပြောလှုပ်စားကြည့်ကြအောင်နော်။ကဲဖျော်ဖူလော်တော့ဒီမှာရက်လိုက်ပါတော့မယ်။နောက်ဘလော်တွေကြလို့ရှင်ပြဘာလေးချက်ပြပြီးဘာလေးစားပြအောင်လို့ဆိုတာဆက်မှုချူဝေးကြပါအောင်ရှင်။တတ်တာ။